အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေလို့ဒီနေရာကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်အဲ့လက်ရှိဒါကျွန်တော်တို့ဒီနေ့ညမှာတော့ဒါကျွန်တော်အမှန်တိုင်းပြောကျွန်တော်ခင်ဗျားတို့ကိုဒါ6ပုတ်ဒီမဲ့ပြောမယ်တာဝန်မကြီးဘူးပေါ့နော်ဒီနေ့ညလေးဒါမတင်မပင်းနဲ့ကျွန်တော်ဒါကျွန်တော်ကျွန်တော်အိမ်ကျွန်တော်ဘယ်အောင်လို့ဒင်နာဒါကျွန်တော်ခေါ်ကြွေးကြတော့ဒါကျွန်တော်ဒင်နာပါသွားတော့အခုလည်းရှိအိမ်ပြန်ရောက်မှာပဲဗီဒီယိုရိုက်ဖြစ်တာပေါ့နော်အဲ့ဒါမှလည်းပြောတာကျွန်တော်တို့ပထမအေးဆေးမှာပြရတော့ဒါပေမဲ့ တနေ့ရော၅ဘူတော့အနည်းဆုံးတင်ကျင်တယ်ဟဲ့လူတို့အဲ့တော့ဒါဒီနေ့ညမှာတော့ကျွန်တော်မနေ့ကမပြတ်လိုက်တဲ့ recap ပေါ့နော်ဒါဒီဒီဘက်မှာတော့ကျွန်တော်တို့ Manchester City ရဲ့အကြောင်းလေးလေးပြောချင်တယ်ဒါမနေ့ပြောမနေ့ပြညာလဲသူဒါပွဲချုပ်သုံးသက်ချက်ပါညာပြောအောင်မှာဖြစ်တယ်လို့ကြောင်းဒါပွဲချုပ်သုံးသက်ချက်လည်းတက်တက်လာမယ်ဒါပဲလက်ရှိမှာဒါ City အသင်းရွှေပါနဲ့ပတ်သက်ပြီးတော့ recap ကိုပြောအောင်အဲ့တော့ဒီဘက်မှာ City အသင်းနေတယ်ဒါကျွန်တော်တို့2-1ဆိုတဲ့ရလက်နဲ့ဒါကျွန်တော် Aston Villa အသင်းကိုရှုံးသွားခဲ့တယ်ပေါ့နော် Aston Villa အသင်းကိုရှုံးဆို2-1မှာပေါ့ကျွန်တော်1-0ထင်တယ်ဟုတ်တယ် အစံဗီလာအသင်းကတော့ကျွန်တော်တကူးစရိုးဆိုရရတဲ့နဲ့ရှုံးသွားခဲ့တယ်အော်အလိုင်ဟာလိုင်းရတာကျွန်တော်တို့အတွင်းကိုဆက်ကြီးလေရက်တန့်သွားခဲ့လို့လက်ရှိမှာအဆင်ပြေနေတဲ့ဒါကျွန်တော်တို့စီလီအတန်လဲဟိုဂျားထဲမှာကပြက်တိကပြက်ချော်ဖြစ်သွားခဲ့တယ်ခွန်းအဲ့တော့ကျွန်တော်တို့ဒါကိုလုတ်ကိုလုတ်နေတဲ့စီတီအတန်ကလက်ရှိမှာထင်သလောက်အလုံးမဖြစ်သေးဘူးဆိုတာကိုတစ်ချက်တစ်ချက် record ပြန်လုတ်ပေးနေပုံရတယ်ဆိုတဲ့ အတွေ့အမြင်ကိုကျွန်တော်မြင်ရတယ်ဒါကပြန်တော့ CD အသင်းကို foul ထုခြင်းမဟုတ်မဲ့ CD အသင်းရဲ့ခုလက်ရှိမှာအရန်အင်အားမလုံလောက်ခြင်းက CD အသင်းကိုဒါကျွန်တော်ဆက်လက်ပြီးတော့နှူးစော်နေစေဖြစ်တယ်ဆိုတော့ပြသခဲ့တယ် CD အသင်းရဲ့ခုလက်ရှိမှာ Premier League Champion League ဒါကျွန်တော်ပြည်တွင်းလီဂ်ကိုတော့လက်ရှိမှာအားပြီးတားသိပ်ကူလို့မရသေးဘဲနဲ့ဒါ Premier League သို့မဟုတ် Champion League နှစ်ခုတည်းကတစ်ခုကိုတော့မှအဓိကအားဆိုင်ရမှာဖြစ်တဲ့အကြောင်းကိုဆက်လက်ပြီးပြခဲ့တယ် CD အသင်းရဲ့လက်ရှိမှာဒါကျွန်တော်တို့ရှိနေတဲ့လူစင်းစင်းကဒါကျွန်တော်အများကြီးတန်ရရသွားခဲ့တာမဟုတ်ဘဲနဲ့ဒါကျွန်တော်သူတို့ရဲ့ကွင်းလေကစားသမားအဓိကဗဒီယံနှစ်ယောက်တန်ရရသွားကျွန်တော် CD အသင်းတော်တော်လေးကိုပြတော့ သွားတယ်။ဒါကျွန်တော်တို့ဂွာဒီယိုလာကိုလည်းကိုဗာစစ်ကိုမတုံးကျင်တာနဲ့ကိုဒါနီကိုကွန်ဇာလက်စ်ကိုလည်းအရင်မတုံးကျင်တာနဲ့ကိုဒါရူဒီကလည်းမသက်သာသေးတဲ့အတွက်ကြောင့်မဒီနီယာမာတာကွင်းလယ်ပိုင်းမှာရိုင်ဒါစ်ကိုနောက်ဆီဆင်းသုံးခဲ့တယ်မှာပါ။အဲ့တော့ဒါကျွန်တော်ကောင်းနေတဲ့ကွင်းလယ်လေးကဒါကြောင့်နည်းနည်းလေးဒါကျွန်တော်တို့ပြတ်သွားခဲ့တဲ့အနေထားမှာရှိတယ်ပေါ့။အဲ့တော့ဒါကြီးကိုလည်းကျွန်တော်ဂွာဒီယိုလာသွားပြီးပြမပြောဘူးဆိုတော့ဂွာဒီယိုလာကိုယ်တိုင်ကလည်းအသက်ဆန်းဆန်းသစ်မှုတွေကိုအမြဲတမ်းလုပ်နေတဲ့နီးပြတစ်ယောက်နဲ့သူစမ်းကြည့်တာဖြစ်နိုင်တယ်။ ဒါပြဿနာကပြတာကျွန်တော်ကောင်းနေတဲ့ကစားသောကိုသွားပြီးတော့အဟန့်တားဖြစ်ပြီးအနောက်ရှက်ပြီးလို့တခုတော့ဖြစ်သွားခဲ့တယ်။ဒီမှာခုနပြောကျွန်တော်ဗီဒီယိုခုနတဝက်မှာပြောခဲ့သလိုပဲဂွာဒီယိုလာတော့ကျွန်တော်ဖောင်းထူတာမဟုတ်ဘူးမင်းကောင်းနေတဲ့အရာတခုကဒါဂွာကြီးတယောက်သွားပြီးသွားဒုံးနဲ့သွားထိုးလို့ပြောဒါပေမဲ့ဒုံးနဲ့သွားမထိုးလို့မရသူ့အနေနဲ့ကိုဗားဆက်သုံးဝင်သုံးမဖြစ်ဘူးဆိုတော့ဒါကျွန်တော် Rinders ကိုသုံးဝင်သုံးဆိုတဲ့ပုံစံမျိုးသွားထားတယ်။ AC Milan မှာ Rinders ကိုတိုင်းကလည်းဒီလိုပိုဇယ်ရှင်မျိုးမကြခဏဆော့ဘူးတဲ့အတွက်ကြောင့်မသူ့အနေနဲ့သူကအဆင်ပြေမယ်လို့ယုံကြည်ခဲ့ပြီးတော့ Bernardo Silva, Foden, Rinders ဆိုတဲ့အတွဲနဲ့သူ့အနေနဲ့လှုပ်သွားခဲ့တာကိုတွေ့ရမယ်တယ်မှာပါ။အဲ့တော့ မတိုက်ပြီးပွဲစဉ်မှာပေါ့နော်ဒါကျွန်တော်တို့လက်ရှိမှာ save you အနေနဲ့ဒါကျွန်တော်တို့ the last year ပွဲပွဲစဉ်က save you မှာဟုတ်ရဲ့လားဆိုတဲ့မေးခွန်းတွေပြန်ပြီးခဲ့ရတယ်ဒါအဲ့ဒီပွဲစဉ်မှာဒါ Jeremy တို့ကိုစောစောစီစီထည့်ခဲ့တင်တယ်ဆိုရယ်တွေ့တွေ့ရမယ် Oscar Bob ပြည်ဒါလိုအပ်ချက်လေးတွေတွေ့ရမယ်လက်ရှိမှာ cancel ပိုင်းမှာဒါကျွန်တော် Nico O'Reilly ကဒါထင်တာတဲ့အသင်းပေါ်မှာပို့ပြီးတော့ impact ကြီးနေတယ်ဆိုတဲ့ moment တွေကိုတွေ့ရတယ် cancel ပိုင်းမှာလက်ရှိမှာ Kusnov ပြန်လာပြန်ပါလာတော့မယ်ဆိုတဲ့တဲ့င်းကတော်တော်လေးအဆင်ပြေတယ်ဆိုတာတွေ့ရမယ်ဒါကျွန်တော်ပြောချင်တာလက်ရှိမှာ City တင်းတဲ့ဒီ Jade ကဒါကျွန်တော်တို့ ဟိုပွဲဒီပွဲကိုရှုံးသွားခဲ့တာဒါကျွန်တော်အဖြေဒီအများအမေးမေးခွန်းတွေအများကြီးမရှိဘဲနဲ့အဖြေဒီအများကြီးရသွားခဲ့တယ်ပွဲစဉ်တစ်ပွဲလို့ကျွန်တော်ရဲ့ပုံကိုကြီးရမှာကျွန်တော်တော့မြင်တယ်ဗောနော်တခါကြီးမှာလောကကြီးကကျွန်တော်အဲ့လိုမျိုးတခါကျွန်တော်ကခမမေးခွန်းတွေမေးကြမှာအဖြေဒီကတခါလေးဟိုပြတ်သိပ်ပြီးထွက်သွားတဲ့ဥစ္စာလိုမျိုးကမနေ့ကပွဲလို့တော့ကျွန်တော်ရဲ့ပုံကိုကြီးရမှာကျွန်တော်ကတော့မြင်ပြီးရတယ်မှာပါတယ်ဗောနော်မီတို့ပဲစူစီကမူအခုလက်ရှိမှာဒါကျွန်တော်ဒီလိုပုံစံမျိုးတွေဒီလိုအတွေးတွေအမြင်တွေကကျွန်တော်တို့ဘယ်လောက်ထိ impact ကြီးမှာလဲ အမှန်တမ်းပြောမယ်စီးရီးသင်းတော့ဒါ wake up call တခုလို့နေတယ်စီးရီးသင်းတာကျွန်တော်မှတ်မဲ့ရပါပဲတနေ့သားတာကျွန်တော်တို့လက်ရှိဒီလက်ရှိရလက်ဆိုးတယ်ဆိုတာအမှဒါကျွန်တော်မှတ်မဲ့ရကပဖလာဒီနှစ်ကကပဖလာနှစ်ပေါ့နော်စီးရီးသင်းနဲ့လွန်ခဲ့တဲ့၄နှစ်ကပဖလာတုန်းကမှတ်မိသေးတယ်ဒီထက်ပိုပြီးဒါကျွန်တော်ကပဖလာမတိုင်ခင်မှာဒါတို့နေရလက်ပိုင်းဆိုးခဲ့တယ်ဒါလွန်ခဲ့တဲ့၄နှစ်ကပဖလာကတော့ကျွန်တော်လာမဲ့ဒါဒီဇင်ဘာမှာတို့ကျင်းပါရပေါ့နော်ဒါကျွန်တော်ဆောင်းရသည်ဤမှာတို့ကျင်းပါကျွန်တော်ကွယ်အဘကြီးခဲ့သေးတယ်ဆိုတော့ကြောင့်မလားအဲ့ဒီတည်းမှာကျွန်တော်မှတ်မဲ့ရခရစ်စတီယာမော်နာဒူထွက်ထဲတာအဲ့ဒီကပဖလာဂရက်ကတော်တော်လေးကိုကြီးမားတဲ့ဂရက်ဖြစ်ခဲ့တယ်ပေါ့နော်အဲ့ဒီကပ ဖလာလည်းပြီးသွားကြအဲတုန်းကတော့အာဆနယ်ပဲထင်တယ်ဒါအာဆနယ်မို့လီဗာပူးတင်တယ်အာဆနယ်လီဗာပူးလာမသိတာကျွန်တော်အဆစ်တစ်မှာတရရောက်ရှိနေတယ်ဗျအဲတုန်းကအဲ့ချိန်မှာအဆစ်တစ်မှာရှိနေချိန်မှာဒါအဲတုန်းကမမဲ့စီးရီးအသင်းကတော့ဖူးမှာတော့မရှိဘူးတော့ဖူးမှာတော့မရှိချိန်မှာစီးရီးအသင်းနဲ့ဖြေးပြီးအဲဒင်ဟာလန်ကျွန်တော်ရီသင်ပြန်မိလာပြီးဝုန်းတိုင်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 းဆိုပြန်ဆွဲတင်လာတာဟိုမှာယုတ်ရက်ကြည့်မယ်ဆိုတော့ဘလောက်ကြီးရဆိုအချိန်ကြီးဘလောက်မယ်အဲလင်ဟာလန်ခုလက်ရှိမှာစီးရီးအသင်းစီကိုရောက်တာလား၄နှစ်တောင်ပြည့်တော့မယ်လို့ပြောလို့ရမယ်အခြေတစ်ခုစီးရီးအသင်းဝင်သွားခဲ့ပြီပေါ့နော်အဲ့တော့ ပြောချင်တာဗျာလက်ရှိမှာ CD အသင်းနေနဲ့ဘလောက်ထိဒါကျွန်တော်တို့ဟိုမျက်စိရှိမှာနေတာအသင်းကပြောင်းလဲနေလေဘလူးပုံစံမျိုးတွေတွားနေလေဆိုတဲ့ဥစ္စာတွေကမျက်စိရှိမှာတော်တော်လေးကိုပြောင်းလဲမှုပေါင်းများစွာကိုတွေ့လာရတဲ့မှာပါအဲ့တော့ CD သင်းနဲ့အခုလက်ရှိဒါကျွန်တော်တို့ဒီဟိုပုံစံလေးပြောရှေ့ပွဲစဉ်မှာ Aston Villa အသင်းကိုရှုံးနေခဲ့တဲ့အရာတခုကကျွန်တော်အနေနဲ့မကြိုက်ပင်မဲ့လေဒါဟာဒါကျွန်တော်တို့ CD သင်းအတွက် lesson တခုအနေနဲ့ learn ဖြစ်သွားလိမ့်မယ်နဲ့ဒါပေမဲ့ CD သင်းနဲ့ဒီနေရာမှာဒါ harsh reality လက်ခံခြင်းမဲ့လက်ခံရမယ့်အကြောင်းအတခုကဘာလဲဆိုတော့ City အသင်းဒီ Premier League ကို Champion League ကိုပြိုင်ပွဲနှစ်ခုလုံးကိုတပြိုင်တည်းရှင်ပြိုင်မှုတော့လူစည်းမလုံလောက်သေးဘူးလို့မြင်တယ်။လက်ရှိမှာ Premier League မှာဒါဒီလိုပြိုင်ပွဲနှစ်ခုလုံးကိုတပြိုင်တည်းဟိုကျွန်တော်တို့ရှင်ပြိုင်မှုတော့လုံလောက်တာလက်ရှိအချိန်ကြီးက Arsenal တသိမ်းမဲ့ရှိသေးတယ်လို့မြင်တယ်။လွန်ခဲ့တဲ့ဒါကျွန်တော်နှစ်တည်းကဒါကျွန်တော် City တသိမ်းမဲ့ရှိခဲ့တဲ့ပုံစံမျိုး Arsenal တင်းနေနေတယ်ပေါ့နော်။ City တင်းနေခုချိန်ဒီ Arsenal ကိုရက်တန့်ပြလို့ရခုနကျွန်တော်ပြောခဲ့တဲ့ကမ္ဘာဖလားတုန်းကပဲကမ္ဘာဖလားတုန်းကဒါ City တင်းနေတာကျွန်တော်ဝုန်းနိုင်ဝုန်းနိုင်သူမလုံနိုင်ခဲ့ဘူး။ပြီးလည်းပြီးတော့သူဝုန်းနိုင်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 ဒါ City တင်းစီကနေဒါကျွန်တော် Erling Haaland တက်သွားလိုက်တာလုံးဝ လမ်းပြန်ထွက်နေတဲ့ပုံစံမျိုးကိုတွေ့ခဲ့ရတယ်မှာပါတယ်။မိသွပင်စူးစေကောင်အဲ့တုန်းကဒါကျွန်တော်စီစီသိနေတော်တော်လေးကိုဒါကျွန်တော်တို့သဘောချဖို့ကောင်းခဲ့တယ်။ဒါသူ့အနေနဲ့ခုနကပြောလို့မင်းတို့ရှေ့ကပြေးစားငါတို့နောက်ကလိုက်မယ်ဆိုတဲ့ပုံစံမျိုးကိုစီစီသိလုတ်ပြခဲ့တဲ့အနေထားမှရှိတယ်။အမှန်တော့လေးနှစ်တောင်ပြည့်သေးပြီ။၃နှစ်ပေါ့နော်။ဒါကျွန်တော်တို့ကလာမယ့်ဟိုမှာပဲဒါကျွန်တော်ပြန်ကြည့်မယ်ဆိုတော့ မိတို့ပဲဆိုစေကောင်မတကယ်တမ်းပြန်ကြည့်မယ်ဆိုရင် Aston Villa နဲ့ပွဲစဉ်ရဲ့ရှုံးပွဲကျွန်တော်အနေနဲ့ပြောရမယ်ဆိုတော့နှမျောတယ်100%ရတယ်တကယ်ကိုနှမျောတယ်စီးသင်းနဲ့အဲ့ဒီ၃မှတ်ရမယ်ဆို Arsenal ကို pressure ပေးနိုင်မယ်စီးသင်းလာမဲ့ပွဲလာမဲ့ပွဲစဉ်မှာနည်းနည်းလေးပွဲချက်ကံမှုရှိတယ် Arsenal က Burnley နဲ့တွေ့တဲ့အချိန်မှာစီးသင်းကလက်ရှိမှာပွဲချက်ပဲဟုတ်လက်ရှိမှာစီးသင်းအသင်းနဲ့ဒါမထင်မှတ်ပဲနဲ့ဒါကျွန်တော်အဆင့်၄နေရာကိုရောက်ရှိသွားခဲ့တယ်စီးသင်းတို့ကလက်ရှိမှာဒါကျွန်တော်အမှတ်အရန်ကွာတယ်ဆိုတဲ့အနေထားမဟုတ်သေးကြောင်းစီးသင်းနဲ့ Arsenal ကိုလိုက်ဖို့အတွက်အခုရည်ရည်ရှိသေးတယ်စီးသင်းနဲ့ကိုယ်လုတ်ကိုကိုယ်လုတ်ဖို့အတွက်အများကြီးအများကြီးလိုတယ်ဒါပေမဲ့ တေချာတကူကဒီချိန်နေတာစတိသိနေလာမဲ့ဆောင်းရသည်အပြောင်းရွှေ့မှာတော့ market တဲ့ကိုပြန်ဝင်ဖို့လိုလိမ့်မယ်အဓိကဒီနေရာမှာဘ ᱹ ူးကိုဝယ်ဖို့လဲစတိသိနေ right back နေရာကိုစတိသိဝယ်ဖို့လိုတယ်လို့ကျွန်တော်နေမြင်တယ် Manchester City သိနေ right back နေရာကိုဝယ်ကိုဝယ်ရမယ်လို့ကျွန်တော်နေမြင်တယ်ဒီ right back နေရာသာစတိသိကောင်းကောင်းကန်းကန်းတယောက် maybe ဒါ Casico လိုက်တိုက်စကောဒါကျွန်တော် တော်တော်လေးကိုကောင်းမယ်ကစားသမားတယောက်တော့ဝယ်နိုင်မယ်ဆိုရင်တော့စတိသိလာမဲ့ဒါကျွန်တော် Premier League ကောင်းကောင်းကြီးရှင်ပြိုင်သွားနိုင်မယ်လို့မြင်တယ်အာဆိုသိနေထိတ်တိုက်တွေ့ဆုံဖို့ဆိုတော့စတိသိနေဒီထက်ပို့ပြီးတော့ squad တက်ဖို့ကောင်းအောင်မယ်ဒါပေမဲ့လက်ရှိမှာတစ်ခါကျရင် Guardiola ုဒုက္ခကြတာလေကလည်းဒါကျွန်တော်အနေနဲ့ဟိုတိတ်တော်သဘောမကျတော့ဒါပေမဲ့ဂွာဒီယိုလာကဂွာဒီယိုလာလို့ပဲလို့မယ်ဒါကျွန်တော် Champion League Final မှာမှ risk ယူတဲ့ဘဲအနေနဲ့ဒီလိုပွဲတွေကို risk ယူရင်ဂွာဒီယိုလာမဟုတ်ဘူးလို့လည်းကျွန်တော်အနေနဲ့မြင်တယ်ပေါ့ဒါပေမဲ့ဒီနောက်ပိုင်းမှာဒါ Aston Villa အသင်းကို1-0နဲ့ရှုံးသွားခဲ့ပြီမဲ့ စီးသင်းနဲ့ဒီနောက်ဘက်မှာတခုတိုးတက်လာတာခံစင်ပိုက်မယ်အရင်လိုကွာဒီယိုလာရဲ့ဒါကျွန်တော်အလွန်ကျွံတာခေါင်းမာမှုတွေမရှိဘဲနဲ့သူ့နေရသူ့တိုက်စစ်ကဂိုးကိုသူအဲ့လောက်ဒီမမျော်မှန်းတော့ဘဲနဲ့ခံစစ်ကိုသူပြန်လုံအောင်တယ်အရင်တော့ဒါကျွန်တော်စီးသင်းရဲ့ဒါကျွန်တော်တိုက်စစ်ပိုင်းကိုပြန်ကြည့်မယ်ဆိုခံစစ်ပိုင်းဘလောက်ပဲယူရောဒါတိုက်စစ်ပိုင်းကဂိုးနဲ့ပြန်ဖုံးမယ်ဆိုတဲ့ပုံစံမျိုးကိုစီးသင်းစီကကျွန်တော် under pressure expectation တွေ့ရတယ်ဒါပေမဲ့ဒီခေါက်မျိုးအဲ့လိုမျိုးပုံစံမျိုးမဟုတ်တော့ဘဲနဲ့ဒါစီးသင်းနဲ့ဒါကျွန်တော်ခံစစ်ကိုလုံအောင်ပြန်ထိန်းတယ်တိုက်စစ်ပိုင်းကိုသူတို့နေရဒါကျွန်တော်လက်ရှိမှာဒါတိုက်သင်းလောက်သူဂိုးပြန်ရအခုလက်ရှိမှာအဓိကပြဿနာကျွန်တော်မြင်ကြည့်တာပေါ့နော်ဒါဂါဒီယိုလာကိုရန်တည်တာတခုဟာဒါသင်းလုံးရဲ့တိုက်စစ် စ်ပိုင်း channel ဒီကိုလုံးကဟာလန်စီရပဲလာတာဟာလန်ကိုပိတ်ချလိုက်မယ်ဆိုဟာလန်စီရ channel ပိတ်သွားပြီဆိုရင် city တင်းနဲ့ good team မှုတော့အင်မတန်မှခက်ခဲသွားနိုင်တယ်ဒါကြီးကိုဂွာကြီးကသိတယ်ဂွာကြီးကဒါကြောင့်မို့လက်ရှိမှာခန်စစ်ပိုင်းကိုအသေးလုံအောင်ထိချပြီးတော့အကိတ်သူတို့ဟာလန်ကိုမသွင်းနိုင်ရင် city တင်းမှာခန်စစ်ပိုင်းမှာဂိုးမပေးရမယ်ဆိုအဲ့ဒီဆိုသေရတမတ်ရမယ်ဆိုတဲ့ channel ကိုသူသွားတယ်ပြောတာဘာဖြစ်လဲ city တင်းရဲ့လက်ရှိတောင်မကစားသမားကွင်းလေကစားသမားတွေမှာဥမမမိုးပြန်ကောင်းလာပြီ Ryan Shaki ပြန်ကောင်းလာတဲ့ကြောင့်မို့ဂိုးရီတော့ပြန်တွေ့လာလာနေတဲ့ဟာလန်ပြင်ကိုဒါပေမဲ့အဲ့ဒီဂျားဆက်ဂျားလေးမှာကျွန်တော်မြင်ရပြောချင်မှာဂျိုကုအနေနဲ့ဒါပြေပို့မှုတွေကောင်းတယ် ending product မှာ အင်မတန်မအားနေတယ်။အော်စကာပေါ်မာလီဂျန်မဲ့လည်းကျွန်တော်တို့ဂိုးပေးပို့မှုတွေမဆိုးဘူးဒါကောင်းတယ်။ဖိုဒန်လည်းဒါကျွန်တော်တို့ရှေ့ဖိုဒန်တော့ဂိုးသွင်းတတ်တယ်ပေါ့နော်။ဒါဘလိုပဲပြောပြန်ကြည့်မယ်ဆိုရင်တော့ဒါအသေးသေးချာချာဟိုနားလေကြည့်မယ်စီးသေးသေးနဲ့ဘာလို့ဒီပုံစံမျိုးကို transition ကူးသွားလဲတော့တော်တော်ကြီးကိုနားလေဒါပေမဲ့ကျွန်တော်နေတာကြိုက်လားဆိုတော့မကြိုက်ဘူး။ Guardiola ကိုတွေ့နေကြပုံစံမျိုးမဟုတ်ဘဲနဲ့ဒါကျွန်တော်တို့လက်ရှိမှာတော်တော်လေး conservative ဆန်ဆန်ဒါကျွန်တော်သူနဲ့မတူတဲ့ပုံစံမျိုးတွေ့ခဲ့ရတယ်ပေမဲ့ဒါဟာဘောလုံးရဲ့ evolution တစ်ခုဒါဟာဘောလုံးရဲ့တိုးတက်ခြင်းတစ်ခုရဲ့ပြရုပ်တစ်ခုလို့ပဲကျွန်တော်အနေနဲ့မြင်မိရတယ်ပါပါတယ်ဘောနော်အဲ့တော့မိတို့ပင်စူစီကဘယ်လိုပဲပြောလက်ရှိမှာတော်တော်လေးကို စီတီတင်ကစိတ်ဝင်စားဖို့ကောင်းတဲ့အချိန်ရောရှိတယ်။ဒါပေမဲ့လုံးဝမဖြစ်သင့်တဲ့အချိန်တွေတခုတော့ Aston Villa နဲ့ပွဲစုံမှာဖြစ်သွားရလို့မြင်တယ်။ဒါပေမဲ့ထူးဆန်းလာမင်းတော့တိတ်ပြီးတော့မထူးဆန်းဘူးလို့ပဲမြင်ရမယ်။ Dilemma တခုလို့ပဲပြောရမယ့်တယ်မှာပါပါတယ်။ဒီလောက်ပါပဲ။ဘောလုံးပွဲတွေကိုကြီးရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3 points နဲ့ TV4 တို့မှာကျင်းလူစပအောင်ကိုညီလို့ရပါတယ်။မြန်မာပြည်လည်းကလပ်ဖို့မမိကြပါနဲ့ဗျ။မြန်မာကလပ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးမကြွတူပါနဲ့။ကောင်းမွန်သောနေ့တွေဖြစ်ပါစေ။စုမုံကောင်းတောင်းပြီးနေပေကျွန်တော်တို့ရဲ့နောက်မှာပဲအေးအေးဆေးဆေးတွေ့ကြရပါဘော။အားလုံးမကြွတူပါနဲ့။မြန်မာလည်းကလပ်ပေးကြပါအောင်။မြန်မာကလပ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။ အားလုံးပဲကောင်းမွန်သောညလေးတင်ရဖြစ်ပါစေဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှအေးအေးဆေးဆေးတွေ့ကြရပါဗော။ဒီပါဗျာ။